စီကိန်းဘောလုံးပြိုင်ပွဲဝင်အတွက်မြမအမျိုးသမီးအသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ထိုင်းနိုင်ငံရောက်ရှိကြောင်းကိုပြောပြပေးသားမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့အဓိကကစားသမားများစုံစုံလင်လင်လင်ပါဝင်သွားတဲ့မြမအမျိုးသမီးအသင်းလူစီးရင်ကြောင်းကိုပြောပြပေးသားမှာလည်းဖြစ်ပါတယ်။မကြခင်မှာကျင်းပတော့မယ်33ချိန်မြောက်ထိုင်းနိုင်ငံစီကိန်းပြိုင်ပွဲမှာတော့မြမလက်ရည်စင်အမျိုးသမီးဘောလုံးအသင်းကတော့အုတ်စုခမှာကြားရောက်နေတာလည်းဖြစ်ပါတယ်။အုပ်စုတွင်မှာတော့ဗီယက်နမ်အသင်း၊ဖိလစ်ပိုင်အသင်း၊မလေးရှားအသင်းတို့နဲ့ဒူးကြောက်ရောက်နေတာလည်းဖြစ်ပါတယ်။ မြန်မာမျိုးသမီးအသင်းအနေနဲ့အုတ်စုပထမအလုံးပွဲစဉ်မှာတော့ဒီဇင်ဘာလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲအချိန်မှာတော့ဖိလစ်ပိုင်အသင်းနဲ့ရှင်းပြန်ကစားသွားမှာဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲအချိန်မှာတော့မလေးရှားအသင်းနဲ့စတင်သွားမှာဖြစ်ပါတယ်။ဒီဇင်ဘာလ17ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲအချိန်မှာတော့ဗီယက်နမ်အသင်းတို့နဲ့အတူရင်ဆိုင်ရှင်းပြန်သွားရမှာလည်းဖြစ်ပါတယ်။ မြန်မာလေးစဉ်အမျိုးသမီးအသင်းဟာဒီဇင်ဘာလ9ရက်နေ့ဖိလစ်ပိုင်အသင်းနဲ့ဒီဇင်ဘာလ10ရက်နေ့မလေးရှားအသင်းတို့နဲ့ဒူပွဲစဉ်ကိုတော့ထိုင်းနိုင်ငံချွန်ပိုလီမြို့မှာကစားကွင်းမှာစတင်ရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။အိုဇူနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒီဇင်ဘာလ17ရက်နေ့မှာတော့ BNN နဲ့အသင်းတို့နဲ့ဒူထိုင်းနိုင်ငံချွန်ပိုလီမြို့မှာကစားကွင်းမှာရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ခုအနေနဲ့မြမလေးရေးစဉ်အမျိုးသမီးအသင်းနဲ့တော့အင်ဒိုနီးရှားအသင်းနဲ့ထိုင်းနိုင်ငံကိုရောက်ရှိပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ။စီကိန်းအမျိုးသမီးဘောလုံးဝင်ရောက်ရှင်ပြိုင်မယ်။မြမအမျိုးသမီးဘောလုံးအသင်းအနေနဲ့အင်ဒိုနီးရှားအမျိုးသမီးဘောလုံးအသင်းတို့နဲ့အတူဒီနေ့နေ့လယ်ပိုင်းကထိုင်းနိုင်ငံဒွန်မောင်းလီစိတ်ကိုရောက်ရှိခဲ့ပဲဖြစ်ပါတယ်။အင်ဒိုနီးရှားအသင်းရဲ့အစီအစဉ်ကိုမသိရပေမဲ့မြမအမျိုးသမီးအသင်းကတော့ဒွန်မောင်းလီစိတ်ကနဲ့ချွန်ပိုလီကိုတိုက်ရိုက်သွားမှာလည်းဖြစ်ပါတယ်။မြမအမျိုးသမီးအသင်းကအုတ်စုခမှာဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှားအသင်းတွေနဲ့တူတအုပ်စုတွေကြားရောက်နေပြီးတော့အင်ဒိုနီးရှားအမျိုးသမီးအသင်းကတော့အုတ်စုကကအရင်ထိုင်း၊စင်ကာပူအသင်းတွေနဲ့တူတအုပ်စုတွေကြားရောက်နေပါတယ်။ စီကိန်းအမျိုးသမီးဘောလုံးပြိုင်ပွဲကိုတော့ဒီဇင်ဘာလ၄ရက်နေ့မှာစတင်သွားမှာဖြစ်ပြီးတော့ဒီဇင်ဘာလ၄ရက်နေ့မှာတော့အင်ရှင်ထိုင်းအသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ဒီဇင်ဘာလ၅ရက်နေ့မှာတော့ဖိလစ်ပိုင်နဲ့မြန်မာဗီယက်နမ်မလေးရှားတို့အုပ်စုဖွဲ့ပွဲကိုကစားရမှာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုအနေနဲ့ပြောရရင်မေထက်လူအကြောင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဘောလုံးကစားရင်ကြောက်တက်နေတဲ့မြမမျိုးသမီးလက်ရည်စင်တိုက်စစ်မှုမေထက်လူဟာဒီနေ့ညနေပိုင်းကပဲအသင်းနဲ့အတူလာရောက်ပူးပေါင်းခဲ့ပြီလို့မြမအသင်းအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။ မေထက်လူကအမေရိကန်နိုင်ငံကနေအသင်းအခြေစားချွန်ပိုလီမြို့ကိုတိုက်ရိုက်လာရောက်ပူးပေါင်းခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိအချိန်မှာတော့မြမအမျိုးသမီးဝင်တွေကတော့စီကိန်းပြောင်းလဲဝင်မှုအတွက်အဓိကကစားသမားတွေအများပြားနဲ့အတူချွန်ပိုလီမြို့ကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။နောက်ထပ်ပြောပြောချင်တဲ့သတင်းတစ်ခုကတော့မြမအမျိုးသမီးတင်းရဲ့လူစင်းကိုပြောပြပေးတော့မှလည်းဖြစ်ပါတယ်။ဘုဒ္ဓမာများအနေနဲ့ကတော့မြို့မြတ်ငိမ့်ဇူးလက်နဲ့ဒီအိဆန္နာဇော်တို့ပဲဖြစ်ပါတယ်။ နောက်တန်းလူစင်းများအနေနဲ့ကတော့ဖြူပွေးဇွန်ရဦးလင်းလက်ဦးနှင်းပွင့်အေးယူးယူနိုင် မေတ္တမှုမြင့်တို့ပဲဖြစ်ပါတယ်အလေတန်းကစားသမားများအနေနဲ့ကတော့ခင်မလာထွန်းနော်ထက်တဝေးဖြူဖြူဝင်တန်တန်းနယ်လင်းမြင့်မိုးရွှေဤထွန်းယူပခိုင်းစမ်းတော်သောရင်ဝတီလိုင်းခင်မုံမုံထွန်းဝင်းဝင်းတို့ပဲဖြစ်ပါတယ်။ရှေတန်းကစားသမားများအနေနဲ့ကတော့ဝင်းသိမ့်ကြီးထွန်းမေထက်လူမြန်နိုးခင်တို့ပဲဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်ချင်ပါတယ်။နောက်ထပ်အာကစားသတင်းအသစ်တွေဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နာမည်ကတော့ Mountain Nan Win ပဲဖြစ်ပါတယ်။